ီအစ်စ်ကလေဟိုတတောင်းကိုမိမိအဟောင်းထက်အများကြီးပို့ပြီးတော့ချက်ပေးမယ်တကယ်နော်အဲ့တော့တောင်းထူထူတာโอเคမင်္ဂလာပါရှင်ဆီတူးတယ်ဘာလို့လက်ခံပြတ်တာโอเค အဲဒီချူချူချ character လေးရာလက်ကိုလက်ခံပြမဲ့ကားလို့ပြောလို့ရပါတယ်အဲခစ်တင်မပြိုင်းဆိုပြီးတော့ဇကာရဲ့တိုက်တရားကြတော့တက်ကိုရည်စူးပြီးတော့ရိုက်တဲ့ကားလေးလိုမျိုးကို main character ရာဆိုတဲ့ခါကျတော့ဒီလိုအခွင့်အရေးမျိုးကတက်လို့နိမညာတော့ကရှားပါတယ်အဲတက်တို့လို့ဟိုပြောရမယ်ဆိုရင်ဒီအငယ်ရန်တွေအတွက်ပေါ့ဗောနော်ဒါဆိုဒါအခွင့်အရေးရတဲ့ဇကာလို့ပြောလို့ရတယ်အဲအဲ့တော့ဒီကားလေးမှာပြီးတော့ character လေးတွေကလည်း၃မျိုးလောက် ကွဲပြီးလောက်ရမှာဆို challenge လေးအရင်များတယ်။အဲ့လိုလုပ်ဖြစ်တာဖြစ်ပါတယ်။ဟုတ်ဇက်လေးလေးတော်တော်ချစ်စရာကောင်းတယ်ဟုတ်။ဟိုခက်တဲ့တော့ကျုပ်တော့ဒီလို character လုပ်ပြောနေတယ်ဒီလိုလုပ်ချင်တယ်ဒီလိုပတ်တိလာဖြစ်တယ်လို့ပြောပါ ုတ်တက်ကတော့မလုပ်ဘူးတဲ့ character တိုင်းတော့လုပ်ချင်တာပါပဲသရုပ်ဆောင်ဆိုတော့ငါကဒါနဲ့လိုက်တယ်ဒါကြီးပဲလုပ်မယ်ကိုနဲ့လိုက်တဲ့ဟာကိုလုံးမကိုကပိုအားရှိပြီးတော့ပိုကောင်းမယ်ပြိတက်ပိုကြိုက်မယ်အဲ့လိုမျိုးဆိုတာတက်ကိုနဲ့မတူတဲ့အပြင်မှာမဟုတ်တဲ့ character မျိုးကိုစူးစမ်းပြီးလုပ်ယူရတာကိုမဟုတ်တဲ့တခြားလူတယောက်တည်းကိုဝင်ရတာအဲ့လိုမျိုးပါပိုခက်တယ်အဲ့လို challenge မျိုးထားတော့ပိုလိုချင်တယ်အဲ့တော့မလုပ်ဘူးတဲ့ character အသစ်ဆိုဖြစ်လေကိုကပိုကြိုက်နေတယ်ပြတ်တဲ့အပြင်တကယ် lifestyle အပြင်ဘဝ character နဲ့မတူလေတက်ကပိုကြိုက်လေပဲသူအပြင်မှာနေတိုင်းကို ရှင်သန်နေထိုင်နေရတဲ့ပုံစံဒီပုံစံပဲအဲ့ဒါမှလည်းဒါလေးပဲပေါ့ပေါ့ပါဒီလိုလေးပဲနေရတဲ့ပုံစံဆိုရဲ challenge မရှိဘူးပေါ့နော်အဲဆိုတဲ့အခါကျတော့မတူတာလေးတွေလှုပ်ချင်တယ်တရုပ်ဆောင်ကျင်တယ်တရုပ်ဆောင်မယ်တော့တရုပ်ဆောင်ကျင်တယ်ဟဲ့တရုပ်ဆောင်တဲ့အခါကျတော့ကိုယ့်ဆင်းမှာဘေးကစိတ်ဝင်စားတာပေါ့နော်အခုတော့ဖဏလေးကိုပေါက်လိုက်တယ်အာလေးကအဲ့တော့စတယ်အဲစပါလားဟောဟိုကကားကြီးကိုတိုက်တယ်ဘာဖြစ်နေလဲအဲ့လိုလေးစတယ်အာလေးကဘယ်လိုလေးစိတ်ကူးနဲ့ဘယ်လိုလေးတိုက်တာလဲကျွန်တော်သိရတယ် ဟုတ်အဲ့တော့ဒရိုက်တာနဲ့ဇက်ရဲ့အလိုကြပေါ့နော်အဲ့ပုံမှာအဲ900ရောင်းနဲ့ရက်ကွက်တရားချစ်စရာကောင်းတဲ့ကောင်မလေးတယောက်အဲပြောမှဆိုချင်ရက်ကွက်တဲမှာဆိုကောင်မလေးချွချွရှိရဲဆိုလို့ရှိရင်အဲလူငယ်တွေကလာပိုးကြပန်းကြအဲ့လိုလေးမှာချစ်စရာလေးတွေကိုအဲချစ်စရာကောင်းပြတာပေါ့နော်အဲ့လိုမျိုးတယောက်တယောက်ပိုးတာပန်းတာလေးတွေပြီးရင်ကောင်မလေးကိုငေးတာငန်းတာလေးတွေကိုအဲ့လိုရိုင်းနဲ့ပတ်မရောက်ပဲနဲ့ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့အပြလှသွားရဲဆိုတဲ့အခါကျတော့အဲ့စင်းလေးအပွင့်လေးကချစ်စရာကောင်းပါပေါ့အဲ့လိုမျိုးတော့အဲ့မှာဆိုရင်ကိုကအဲ့လိုစင်းတဲ့ကြောင်း ်းသူလေးပေါ့ဆန်ချောင်းသူလေးဆိုတချို့ producer တွေကပြန်ကြားပါတယ်เนาะမေးတယ်တဲ့ writer ရာဆိုရင်ဟိုမေးတယ်ထက်ထွန်းရတဲ့ဆန်ချောင်းသူလုံးလို့ရောဖြစ်ရောဖြစ်ရလားတဲ့ဖြစ်ပါမလားပေါ့เนาะဖြစ်လားမဖြစ်လားဆိုတော့လာကြည့်လိုက်ပါလို့ပြောချင်ပါတယ်ဖြစ်တယ်ဆိုပြီးတော့ဟိုကပြန်ပြောလိုက်တယ်ပေါ့เนาะအဲ့ဒီမှာဟိုတွေ့ပြီးတဲ့ပြန်လာတဲ့အချိန်မှာအာဒီမှာ show อ่ะဒီဒီမှာပါတယ်လို့ပြောလဲပြန်တော့အဲ့မှာအမှတ်ပေါက်ပါဆိုတော့အဘိုးတွေဘာဖြစ်လဲဆိုတော့အဲ့ဒီဟာလေဆွဲခေါ်ပါလိုက်တယ်ဟုတ်ဟုတ် အဲဘဝပုံစံမျိုးစုံလေးတစ်စင်းတစ်စင်းတစ်စင်းစင်းပြောင်းလာတယ်ပြရပေါ့နော်ခက်တဲ့မပြန်စီးတဲ့မပြိုင်မှာတော့အဲ့လိုစင်းရဲ့ဘဝနဲ့ချမ်းသာရဲ့ဘဝဒိန်ဒိန်ဒီနှစ်ခုပဲမဟုတ်ပဲနဲ့မတူတဲ့ character လေးတွေဘဝပုံစံလေးတွေကိုသုံးလေးမျိုးလောက်ပြောင်းလာတာပေါ့နော်ဆိုတဲ့ခါကျတော့အလဲပြောင်းလေးတွေမှာ character လေးတွေလည်းချိန်ဝတ်စားလေးပရှင်လေးချိန်မှုလေးချိန်အသက်ရွယ်လေးချိန်အဲ့လေအကုန်လောက်ရတာလေး challenge လေးပါဇက်က အစစချင်းစပေါ်တယ်ပထမဆုံးစင်းရနေစပြီးတော့အဆုံးထိကိုတစ်စက်မှအဲငါဒီနှစ်နာရီစာလောက်ရုပ်ရှင်ယူထိုင်ကြည့်နေရပါလားဆိုတော့မေ့သွားပြီးတော့တော့မအိုင်နေပဲနဲ့တကယ်ဘယ်တော့မခက်ပဲနဲ့ကြည့်ရတဲ့စကားလေးပါကိုရောက်ဝင်ကိုလည်းကြားတဲ့အာပါဝင်ပတ်ဖို့လည်းသုံးဆောင်တယ်ဟောပါလိမ့်ပြောတယ်အရန်ကျေးဇူးတင်တယ် ရာဇဝင်ကတော့တကယ်ကျေးဇူးရှင်အမှ fashion နဲ့ပတ်သက်ပြီးတစ်ခါအခက်အခဲဖြစ်တဲ့တချို့ interview မှာတစ်ခါပြောမှုပါတယ်။ကျွန်တော်တော့ကြိုးစားစဉ်းစားပေးမယ်။မနေ့ကရိုက်မယ်ဆိုဒီနေ့ဒီအင်ဂျီအလုံးဝမရှိဘူးအဆင်မပြေတော့ရက်ချင်းအမြန်လောက်ရတာတွေပါ။ရာဇဝင်ကိုလည်း director တယောက်အနေနဲ့ပန့်ဖို့စူဖို့အပြစ်တင်မှုတွေပေါ့နော်။အဲ့လိုမျိုးဒီဖြစ်သွားတဲ့ပြဿနာဟိုအခက်အခဲကိုအပေါင်းပိုင်းပြီးတော့ပေါင်းပေါင်းဖြေရှင်းပေးကြတယ်။ ညဘက်တွေရှူတင်ပြီးသွားပြီညဆိုအဲ့ညမှာနောက်နေ့မနေ့ရှူတင်ရိုက်ခင်ကိုဝက်စားတွေအမြန်ပြင်းစင်ရွေးချယ်သူအကုန်လုံးပေါ့နော်ဝိုင်းပြီးအကူကြီးဝေးကြတယ်ဆင်းပေါ်မှာလည်းအပါတဲ့အတရအတူတူရိုက်တဲ့အတရအကုန်လုံးကလည်းဝိုင်းကူကြီးဝေးကြတယ်ဆောင်းဝေးကြတယ်ပြီးတော့ chemistry major အကုန်လုံးတူတူတက်တယ်လို့ပဲ chemistry မိစေရအတွက်လည်းတကယ်ကျေးဇူးများကြီးတင်ပါတယ်အဲ့တော့တချေရောကိုယ့်ရဲ့ဘလောက်ဖုန်းကိုပေါင်းသွားတယ်ဘာလို့ဆောင်ရတာဖြစ်ပြီးသားလဲဘာလို့သူတို့ဆိုထားတာရေးထားတာကတော်တော်လေးကိုပတ်ရင်ဟုတ် အဲဒီဇက်ကားကိုလာကမ်းလန်းတဲ့အချိန်မှာဇက်နဲ့တချင်းနဲ့တပြိုင်နက်ပို့လာတာပေါ့နော်ဇက်ကိုဖက်ပြီးတော့တချင်းကိုလည်းအရန်ဒီဟာဒီ character အတွက်ကိုတချင်းကိုကွတိအသိရထားတာအဲရှိပြတဲ့ချင်းပြသုံးလာမှာမဟုတ်ဘူးဒီကရေးထားတယ်တီးထားတယ်အဲအကုန်လုံးပါပြပြီးတော့အဲ့လိုအကောင်းဆုံးသူကိုစ조사ထားရဲဆိုတဲ့ဥစ္စာကိုကိုကျေစွာကမ်းလန်းလာတဲ့အထက်ကိုပြရပေါ့နော်အဲ့အတွက်ဘယ်လောက်ထိအားစိုက်ထားလဲဆိုတော့မြင်တဲ့အတွက်ကိုလည်းလောကအားရှိရပေါ့ဟုတ်ဟုတ်ဒီကားတစ်ပတ်တည်းဖတ်ရတယ်ပါလို့ရှိနေတယ် အမတ်တရအများကြီးပဲကျွန်တော်ပြောလို့မရအောင်အများကြီးပဲတခုဟာတအမတ်တရလေးတခုပြောပြမယ်ခုနကတခုမေ့မေ့နေတာနောက်ဆုံးမှပြောလိုက်ပြသူကဗန်းကြီးရှိမှာစပယ်ဗန်းရောင်းလို့ရံဖြစ်ကြတဲ့အခါကျတော့ မြန်ပြကြရခါကြတော့တကယ်အဲဟုတ်တယ်ဒီဘက်က AGV 3ရောက်ပေါ့နော်ဆိုကိုတက်လက်တော့ဘာလို့အကုန်လုံးဒီဘက်မှာဒီဘက်မှာတက်ရဒီမှာတတာနဲ့ပိုက်စင်မှုနဲ့အဲ3ရောက်ပေါ့လူငယ်3ရောက်ပေါ့အဲလိုမျိုးတွေရှန်ထားဖြစ်ကြရပေါ့စကြက်လူကြရပေါ့ကွယ်ပန်စွဲပန်းရောက်နေသူရောက်မယ်ကိုရောက်မယ်စကြက်လူနေရန်ဖြစ်ကြရချိန်မှာမူအွန်လာပေါ့နေရလဲဝင်တော့မယ်နေမဝင်ခင်သူ့မှာပန်းညာချိန်မှာအမြန်ဒီလေရိုက်ကိုရိုက်မှာဖြစ်မယ်ဒီခါကြတော့အမြန်လောက်ကြအမလို့မရဘူးချဆိုပြီးတော့အဲ့မှာတဆင်းနဲ့အပြီးရိုက်မယ်ဆိုပြီးတော့ချဆိုချကြတယ် မူးကလက်ချောက်ကိုလက်ချောက်လူလက်ချောက်အမမူးကအော်လာပြီးတော့အမကိုတော့လက်ကိုလက်နော်ပြုတ်ပြလိုက်ပြုတ်ရတယ်ကဲဘူးစပစ်ချရပြုတ်ကိုဆက်ပြီးကိုကွတ်ဆွဲလန်းဆွဲချလိုက်တာဆွဲမိဆွဲရပါတော့တကယ်တပြစ်မှာကိုကိုရံပြစ်နေတဲ့စိတ်ကိုလုံးဝဝင်သွားဆွဲချလိုက်တာသူဘာမှမလုပ်ကြဘူးဆွဲဆွဲချလိုက်တာသူကပိုင်းနေချင်းမှာကျွတ်တော့သွားအတွင်းငယ်မောင်မီမပါဘူးထင်လို့မဟုတ်ဘူးအတွင်းငယ်မောင်မီလည်းပါရဲ့တဲ့ကတော့ပါကိုတို့လည်းရေးတကယ်တောင်းမှပါရဲ့နော်အမတ်တရားပေါ့ဥပဒနာမှာရှုပြတယ်မောင်မီရောအပြင်ကမောင်မီရောအကုန်လုံးတပြိုင်တည်းကိုင်ဆွဲချွတ်ချလိုက်တယ် ူကပန်းချင်ချင်းမှာကိုတို့လည်းပွဲဖြစ်သွားတယ်။အဲ့ကကုထလို့ဇောတူတာလား။ဟုတ်ကမပြီးတော့အဲ့နေရာနေလေးပထဝီပြေးတာပြေးပြေးတာအပေါ်နေကင်ပြီးတော့ဆွဲတဲ့နေရာကိုကတော့ဒီကုတ်နာကိုကင်ပြီးဆွဲမလို့လက်ကိုရွှဲလိုက်တာပဲသူကအရှိကိုပြေးထွက်သွားတော့ကုတ်မဟုတ်ပဲနဲ့အောင်းပြေးသွားတယ်ဘာမှမဖြစ်ဘူးကွတ်ဆိုဆွဲချလိုက်တဲ့ခါကျတွင်းဆိုမမုန်ဒီနှလုံးပေါ့ ်စင်းကိုမမွန်သေးလေးအုပ်ပြီးတော့လာမသိဘူးထဲ့မယ်တင်လားဟုတ်တယ်ဟုတ်ကဲ့အဲ့ဒါလေးကကိုတကယ်အားပါသွားတယ်အဲသူတို့လည်းတကယ်လုံးကြတယ်ဒါဆိုကိုပထမဦးတော့ကပတာလေးစောက်ကြည့်နေတယ်ဘာမှပြောနေလို့လားအဲ့တော့ကျွန်တော်ပါလေလိုနေပါသေးပါတော့ဆိုတကယ်တော့ရှော့ပေးရသေးတယ်အဲနောက်ဆုံးတော့ကြိတ်လိုက်ကျိတ်မဆိုရကျိတ်ပဲအဲ့အရတော့အပြင်ဆိုင်နဲ့တူတယ်တိခန်နဲ့ limit ကမြင့်တယ်တော်ရုံမပြောဘူးတိခန်နဲ့တိခန်တိခန်နဲ့ limit ကြော်သွားလို့ကျိတ်ပြီးရဆိုလို့ရှိရင်တဆုံးပဲတကယ်ဘုံကဟောပွင့်လင်းနေအာလို့ဆရာတို့ ဝေးပါလာရဲ့အဲ့ဒီတိတ်လို့ဘယ်လိုမှဖြစ်ဘူးကျော်သွားပြီးတော့သွားလဲဟုတ်အဲ့တဲ့အစိမ်းလေးကို တိပေးကြရဲအဲတကယ်ချင်းစီကြရအောင်လို့တကယ်ကျေးဇူးတင်ပါတယ်ဆက်ရဆိုင်လေးကိုတိရဲ့လူတွေတော့များတော့ချစ်ကြပါဘောနော်ဟိုမတိရဲ့လူကြတော့လည်းအရင်စကားများတယ်အရင်ပွင့်လင်းတဲ့ရှုပ်တော့အရာတွေကကြတော့မှန်အမှန်ပြောနိုင်လည်းမကောင်းဘူးလေအရင်ပွင့်လင်းနိုင်လည်းမကောင်းဘူးပေါ့အဲ့လိုຢာလေးတွေကလည်းဒါသဘာဝမှလည်းရှိပြီးသားဆိုတဲ့အခါကျတော့ဘယ်သူဘယ်သူမှပြင်မတင်ပါဘူးအဲတက်ကတော့တက်ဘဝမှာတက်ဘယ်သူမှမယုံပါဘူးဘယ်သူမှဒုက္ခမပေးဘူးအကောင်းဆုံးအမှန်ဆုံးဖြစ်အောင်တော့တက်စူးစမ်းပြီးနေရလူတိုင်းကတော့အမှန်နဲ့မကင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဘဝမှာအမှားလေးရှိလာတဲ့အခါကျလို့ရှိရင်လည်းအမှားအနေဆုံးနဲ့ပြပတ်ဝင်ခြင်းကိုအထူးကိမ့်မှုအနေဆုံးဖြစ် အောင်အဲအမားလေးတွေကိုစူးစမ်းပြီးတော့ပြင်ဆင်နေပြုပြင်နေသင်ခန်းစာယူရဲအဲဥပဒေလေးတော်တော်ရှိတာကြတော့လေတခြားလူဘက်ကနေပြီးတော့အဲအမြင်မှာအဆင်မပြေအမြင်မတော်ဖြစ်သွားရင်လည်းအထက်နေနဲ့တောင်းပန်ပါတယ်ဒါတော့တစ်ဘဝမှာအဲလူတရားအသက်ကနှခါပြန်မရပါဘူးဒီဒီလေးနေရလို့လေအသက်၃ချောင်းနေပါမပါဘူးအဲ့တော့ကိုယ့်ရဲ့တန်တန်တူတူလေးမှာကိုယ့်ဘက်ဝင်ကြရလူရှိအားလုံးကိုပြောင်းထားတယ် ပြီးရင်ကိုယ်လည်းတက်နိုင်ဆုံးအခက်ခဲတွေလူတိုင်းကတော့တော်တော်အများကြီးပျော်နေဆိုတာမရှိဘူးပေါ့နော်အခက်ခဲတွေနောက်ရှိတွေတိုက်ခိုက်တွေအများကြီးရှိ pressure အများကြီးရှိဒီ pressure ဝင်နေချင်းအများကြီးရှိဒါပေမဲ့အဲ့အကုန်လုံးပြန်ပြီးတော့ကံလုံးနိုင်မှုဆိုတာကိုယ်စိတ်ကိုပြန်ပြီးပျော်နေနိုင်ဖို့အရေးကြီးပါတယ်ဘဝညာလူပျော်စေခြင်းလည်းဆိုကိုယ်ကိုယ်ကပျော်နေမှရမှာလေမိတော့ဆိုရင်ပြရလို့ပူစေရရေကြုံဆိုပြရလို့ပူစေရအဲ့တော့ကိုယ့်ကိုပျော်နေရအဲ့ ဝေဖန်တော့ဖြစ်ဖြစ်မဲ့ဟာအကုန်လုံးဖဲထုတ်တယ်ပေါ့နော်ဝေဖန်ကြရဲဆိုရဲလူတွေဆိုလို့ရှိရင်တယောက်တစ်ယောက်ကတကယ်တယောက်ဘယ်လိုမလဲအတွေးအမြင်မတူဘူးခံယူချက်တွေမတူလက်ခံနိုင်စွမ်းတွေမတူရတော့မလို့တယောက်ကဘယ်လိုပြောမလဲပန်းတီကြိုက်တယောက်လေမော်တီကြိုက်မှာပဲမတူနိုင်ဘူးလေအဲကြတော့မကြိုက်တဲ့လူတို့အထက်အပြစ်မတင်ပါဘူး ဲကို့တရားရှင်ရဲ့တရားကြိုက်ဖို့ဆိုတာလည်းမလွယ်ဘူးပေါ့နော်အဲ့လိုမျိုးလေဟိုအဲ့တော့မချစ်တဲ့လူတွေလည်းမမုန်းဘူးအဲဝေဖန်တဲ့လူတွေလည်းမမုန်းဘူးအပြစ်မမြင်ဘူးတက်ကတော့ကို့ကိုအကောင်းဆုံးနေပြီးတော့ပဲအကောင်းဆုံးပြောအောင်နေပြီးတော့ပဲပတ်ဝန်းကျင်လူတွေပြောအောင်ထားပါတယ်ဒါတော့တဲ့အခိုင်အမာချက်ပါဟုတ်ဟုတ်ကဲ့ဒီမှာပြန်နေရဆီကျိုးရတယ်အတိတ်တော့ဖြစ်ပေါ်တော့ဟုတ်ကဲ့ဆီကျိုးရလေးရဲ့ ဒီမတူညီတဲ့ character လေးတွေနဲ့ကြိုးစားထားတာလေးကိုအဲဒီရွှေရွှေချာလေးဒီတကားစားကြိုးစားတာမဟုတ်ပါဘူးရွှေရွှေချာလေးဖြစ်ဖို့အခုဆိုရင်တန်အနုပညာတက်တန်15နှစ်ဇာတ်လိုက်ပေါ့နော်ကြိုးစားလာမှဒီနေရာမျိုးကိုရိုက်ခွင့်ရပြီဒီကားလေးမှာဆက်ပြီးကြိုးစားခွင့်ရဖြစ်ပါတယ်အဲ့တော့ဒီကားရိုက်ခွင့်ရတယ်ဆိုတာဒီတကားစားကြိုးစားလို့ရတာမဟုတ်ပါဘူး15နှစ်စာကြိုးစားလာလို့ရတဲ့ရလက်လေးနဲ့အခွင့်အရေးဖြစ်ပါတယ်အဲ့တော့ပြည်သက်ဒီအဲလိုက်အပိချပို့ဒီအော်တိုဘားလာစခွန်ကြလို့ရှိရင် မြန်မာတနင်္ဂနွေမှာရှိခဲ့ရုံတွေမှာပြပါပြီ။အားပေးကြဖို့မေတ္တာရက်ခံအဖိတ်ခေါ်ချင်ပါတယ်ရှင်။ကျေးဇူးပါ